ါပါရှင်ခေတ္တတလီဗေးရှင်သတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးရေမြို့နယ်ကြောင်းရကြီးရွာမှာတိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ဤခါမရ961တရင်အရာစီလိုင်းကန်ကိုရေဘလူတပ်ဖွဲ့ကအပီဂျီပြစ်ပစ်ခတ်တိုက်ခိုက်စွာသတင်းကိုတင်ဆက်ပေးမှဖြစ်ပါတယ် မွန်ပြည်နယ်ရေမြို့နယ်ကျောင်းရွာကျွာမှာတိုက်ပွဲဖြစ်ပွားပြီးအကြမ်းမတ်စစ်တပ်ဤခမာယာ991တဲရင်အရာရှိလိုင်ကန်ကိုရေဘလူးတပ်ဖွဲ့က RPG ဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းရေဘလူးတပ်ဖွဲ့တဲရင်မှုကပြောကြားပါသည် နိုဝင်ဘာလ10ရက်နေ့မွန်းလယ်2:15မိနစ်ခန့်မှာရေမြုန်နယ်ကျောင်းရွာချင်းရွာရှိအကြမ်းမတ်စစ်တပ်၏ကင်ဘုံနယ်ရေဘလူးတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းထို့နောက်တိုက်ပွဲဖြစ်ပွားပြီးနောက်ရေဘလူးတပ်ဖွဲ့ကခမာရ961တည်ရန်အတွင်းရှိအရာစီလိုင်းကန်ကို RPG ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်၎င်းတိုက်ခိုက်မှုများအတွင်အကြမ်းမတ်စစ်တပ်ဘက်မှထိခိုက်မှုရှိနိုင်ပြီးအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်တော်လရင်ရဲဘော်များထိခိုက်မှုရှိပြည်လဲဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည် ကျွန်တော်တို့ဒီနေ့2025လောက်မှာကျောင်းရွာကြီးရွာမှာရှိတဲ့စခါတွင်ကေမုံလန်ထိုင်းနဲ့ရေစင်ကုန်းကို ခင်မောင်ရှင်ရင်နဲ့ရောက်သွားတဲ့ရေစိန်ကုန်းကကျောင်းရွာမှာဆိုရင်အမြင့်ဆုံးကုန်းလေးဖြစ်နေ။ကျောင်းရွာတရွာလုံးရေပေးတဲ့ရေစိန်ကုန်းပေါ့။ဒီရေစိန်ကုန်းကိုကျွန်တော်တို့ရထားတော့စက္ကစတိုင်ငင်ကအနေမ့်ဖြစ်နေတာပေါ့။ကျွန်တော်တို့စက္ကစအရာရှိလိုင်းကန်းကို RPG နဲ့ထူလွှင့်နိုင်ခဲ့တဲ့စက္ကစဘက်ကလည်းပြန်လည်ပြစ်ခတ်တာမျိုးရှိသွားတော့တိုက်ပွဲအနေငယ်ဖြစ်သွားတဲ့တိုက်ပွဲကြမင်းချင်းကမိနစ်20လောက်ဖြစ်မိအထိခိုက်မရှိဘဲကျွန်တော်တို့ပြန်လည်ဆက်ခွာနိုင်ခဲ့ပါတယ်လို့ရေဘလူးတပ်ဖွဲ့တရင်မှုကပြောဆိုပါတယ်။ ။ထို့သောနိုင်ငံမှုများဖြစ်ပါပြီးနောက်အကြမ်းမဲ့စစ်တပ်ကလက်နက်ကြီးများဖြင့်လက်ရှိအချိန်ဒီရဲနဲ့ပြစ်ခတ်နေစေဖြစ်ကြောင်းတော်လရင်ရဲဘော်များကအထူးခိုက်မရှိပေတပ်စခန်းကိုပြန်လည်ရောက်ရှိနေပြီဖြစ်ကြောင်းသိရပါတယ်။သူတို့ဘက်ကလက်နက်ကြီးပြစ်ခတ်တာကတော့အခုညပိုင်းအထိရဲနဲ့ပြစ်ခတ်မှုတွေကရှိတယ်။သူတို့ဘက်ခြမ်းကထိခိုက်မှုကြာဆုံးမှုတွေအတိအကျအတိမပြုနိုင်ပြီမဲ့သူတို့ဘက်ခြမ်းမှာထိခိုက်မှုရှိတဲ့သူတို့အထိနာတဲ့အတွက်အခုချိန်ထိပြစ်ခတ်တာမျိုးတွေအခုချိန်ထိရှိနေတော့မယ်လို့ရေဘလူးတပ်ဖွဲ့တည်ရင်မှုကဆက်လက်ပြောဆိုပါတယ်ရှင်။ ဆက်လက်ပြီးအေအေနဲ့ချင်းညီနောင်တွေ့ဆုံပြီးစစ်ကောင်စီတပ်များထိုးစစ်နဲ့စစ်ရေးအပြန်အလှန်ကူညီရေးဆွေးနွေးဆွေးနွေးတဲ့ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA အေအေနဲ့ချင်းညီနောင်ကောင်ဆောင်တွေတွေ့ဆုံမှုမှာစစ်ကောင်စီရဲ့တပ်များထိုးစစ်ကိစ္စကိုဆွေးနွေးခဲ့တယ်လို့စစ်ရေးအပြန်အလှန်ကူညီဖို့အနာဂတ်မှာနိုင်ငံရေးစီးပွားရေးမဟာမိတ်အဖြစ်ပူးပေါင်းချိတ်ဆက်ဖို့ဆွေးနွေးခဲ့ကြောင်းချင်းညီနောင်ပြောရေးဆိုခွင့်ရှိသူစလိုင်းရော့မန်ကပြောကြားပါတယ်။ နိုဝင်ဘာလ10ရက်နေ့ကကျင်းပတဲ့ချင်းကြီးနာရံပုံငွေစာဝေဝဲအစီအစဉ်မှာဆလိုင်းရောမန်ကအော်တိုဘာလအတွင်းကအေအေတမူကျောင်းပေါ်ကျောထုံးမြန်နိုင်အပါဝင် UNLA အေအေထိပ်ပိုင်းကောင်ဆောင်တွေကိုတွားရသိဆောင်ခဲ့တဲ့ရက်ခိုင်ခီးစဉ်အကြောင်းပြောပြခဲ့တာပါ ပြီးခဲ့တဲ့လကပင်တွေ့ကြတဲ့ဆုံကြတဲ့ဆွေးနွေးကြတဲ့အဓိကကတော့တော်လရင်နဲ့ပတ်သက်လို့ပေါ့တော်လရင်နဲ့ပတ်သက်လို့စီးရဲမှာဘယ်လိုရှိမလဲဘယ်လိုပူပေါင်းကြမလဲဘယ်လိုမျိုးအပြန်အလှန်ကူညီကြမလဲပေါ့အဓိကကတော့စစ်ကောင်စီရဲ့အတမ်းမြတ်ထိုးစစ်လာနိုင်တာကိုခံမှန်းကြတာပေါ့ပြင်ဆင်ကြတာပေါ့အဲ့ဒီအတွက်ပူပေါင်းကြတာပေါ့လို့စလိုင်းရောမန်ကပြောကြပါတယ် ရခိုင်ခရီးစဉ်မှာမြို့ကြီးတော်တော်များများကိုလွတ်လပ်စွာသွားလာခဲ့ကြောင်းလဲဆလိုင်းရောမန်ကပြောပါတယ်။ရခိုင်နဲ့ချင်းဟာနီနီလေးသာဖြစ်လို့နောက်မှအပြန်အလှန်ပူးပေါင်းချိတ်ဆက်ဖို့ကိစ္စတွေပါဆွေးနွေးခဲ့တယ်လို့အသိပေးပါတယ်။နောက်နောက်ကြာရင်နိုင်ငံရေးမဟာမိတ်စေဝါရေးမဟာမိတ်အထင်အဲ့လိုမျိုးပူးပေါင်းချိတ်ဆက်ဖို့လူမျိုးချင်းအပြန်အလှန်ကူညီဖေးမကြဖို့ပေါ်လို့ဆလိုင်းရောမန်ကပြောပါတယ်။ ယူအန်လင်းအင်အေးသဘောထားကရခိုင်နေကြီးဝါတို့တရင်ချင်းတွေခန်းစားဖို့ချင်းတွေကြီးဝါတို့တရင်ရခိုင်တွေလည်းခန်းစားရဖို့အပြန်အလှန်ကြိုးစီပါစီအောင်စဉ်းစားကြဟုစလိုက်ရော့မန်ကပြောပါတယ်ခီးစင်အတွင်သင်ကန်းစာယူစင်ရာလိလာတင်ယူစရာကိစ္စများများရှိခဲ့ပြီးအကျိုးအစီအစုံမှာ UNLA အခြေအကဲတော်တော်များများနဲ့တွဲဆောင်ခဲ့ရတာလို့ပြောပါတယ် ချင်းကြီးနာအနေနဲ့ချင်းပြည်ကကျင်းတွေးမတူပေးမင်တပ်ကံပတ်လန်နေဖလန်းမြွနယ်တွေကိုမဟာမိတ်တွေနဲ့တိုက်ခိုက်သိမ်းပိုက်ခဲ့ရမှာ AAS ရဲ့ကုညီများစွာရရှိခဲ့တယ်လို့လည်းမြို့ရင်းစစ်စင်ရဲ့အောင်ပွဲတွေမှာ AAS ရဲ့အကူအညီများစွာရရှိခဲ့လို့လည်းမြို့ရင်းစစ်စင်ရဲ့အောင်ပွဲတွေမှာချင်းကြီးနာကအတည်ပြုထားပါတယ် ဆလံပင်ရန်ကုန်မွန်နဲ့ပဲခူးပါခပါတိုက်ခိုက်ရေးစစ်ကြောင်းများကိုအထူးတန်းစစ်ဌာနကလက်နက်တပ်ဆင်ပေးပြီးစစ်တပ်၏တံများထိုးစစ်များကိုချိန်မုံရန်နေအထွေထွေစစ်အတွင်းအင်အားစုစည်းတည်ဆောင်ခြင်းဆွဲတရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဆန်ကုန်းမွန်ပကိုးပကဖာတိုက်ခိုက်ရေးစစ်ကြောင်းများကိုအထူးတန်းစစ်ဌာနကလက်နက်တပ်ဆင်ပေးပြီးအကြမ်းမဲ့စစ်တပ်၏တပ်မြန်ထိုးစစ်များကိုချိန်မုံရန်နေအထွေထွေထိုးစစ်အတွင်းအင်အားစုစည်းတည်ဆောက်ခြင်းဖြစ်ကြောင်းအထူးတန်းစစ်ဌာနတိုင်းကုတ်ကယ်ရေးမှူးရဲဘော်အောင်ဆန်းချာကပြောကြားပါသည် ဇမနင်းနိုဝင်မာလာ၁၀ရက်နေ့နနေ့စနေအခမ်းမှာပုဂ္ဂိုလ်တိုင်းရှေ့တန်းစခန်းတစ်ခုမှာပြည်သူ့ကာကွယ်ရေးတပ်မတော်အထူးတန်းစစ်ဌာနကတိုင်းစစ်ဌာနဆက်စင်ရေးကွက်ကမှုအာမပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကဖန်တိုက်ခိုက်ရေးစစ်ကြောများအဖြစ်ကွက်ကမှုခံယူ၍ဆက်စင်ရေးပူးပေါင်းဆောင်ရွက်နေသည့်ရန်ကုန်တိုင်းပါကဖန်တိုက်ခိုက်ရေးစစ်ကြောမွန်ပြည်နယ်ပါကဖန်တိုက်ခိုက်ရေးစစ်ကြောနှင့်ပုဂ္ဂိုလ်တိုင်းပါကဖန်တိုက်ခိုက်ရေးစစ်ကြောများအောင်လက်နက်တပ်ဆင်ခြင်းအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရပါသည် ထိုအခမ်းအနားမှာအထူးသန့်စစ်ဌာနတိုင်းကုတ်ကယ်ရေမူရဲဘော်အစံစားနှင့်ဒုကုတ်ကယ်ရေမူရဲဘော်အေမင်ထွန်းကအဖွဲ့မှစကားပြောကြားခဲ့ကြောင်းဒါအပြင်တိုင်းစစ်ဌာနအရာရှိများနှီးပြူဟာမူများမှ PDF ပါကဖပူပေါင်းစစ်စင်ရေးကိစ္စများတရင်ထောင်လန်ရေးထောက်ပို့ကိစ္စများဆွေးနွေးပြောကြားခဲ့ကြောင်းဆက်လက်၍လက်နက်များကြီးပါများကြီးခဲရများပြည့်ရခဲ့ကြောင်းသိရပါသည် ကာကွယ်ရေးဝန်ကြီးဌာနအောက်မှရှိတဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖာရီဟာလူလက်နက်နဲ့အခြားထောက်ပံ့မှုတွေအလုံးအတူရကမျှဝေသွန်းဆွဲနိုင်ရမယ်။အဲ့ဒါမှစစ်စင်ရေးတွေမှာအတူရကပေါင်းစည်းလုပ်နိုင်မယ်။အဓိကကတော့စီနေပြည်သား PDF ပကဖာ NDF တွေဟာအမေဘေးကိုကဲမှုတစ်ခုတည်းအောက်မှရှိပြီး EOS တွေနဲ့လက်တွဲဖော်ဆောင်သွားနိုင်ဖို့နဲ့စစ်ရဲတပ်များထိုးစစ်တွေကိုချေမှုန်းဖို့ရင်အထွေထွေစစ်အတွင်းအင်အားစုစည်းတည်ဆောင်ခြင်းမှလို့အထူးနိုင်စစ်ဌာန ပိုင်းကိုကယ်ရေးမှုရဲဘော်အဆန်ဆာကပြောကြားပါတယ်။အထူးတန်းစစ်ဌာနသည်ပြည်သူ့ကာကွယ်ရေးတပ်မတော်စေယွန်ကျုံ၏လက်ညွန်ချက်များနှင့်အညီတန်းစစ်ဌာနကိုကယ်မှုအစီပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းများလက်ယုံတပ်ဖွဲ့များပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖများဒေသခြေပြုကာကွယ်ရေးအဖွဲ့ NDS များကိုစစ်စင်ရေးများအစီအမင်းဆောင်ရွက်ရန်လိုအပ်သည့်အုပ်ချုပ်ရေးထောက်ပံ့ကိစ္စများဖြစ်စေရန် COC နေရက်နှင့်အညီအင်အားများစုစည်းတည်ဆောက်ရင်းကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းအထူးတန်းစစ်ဌာနကထုတ်ပြန်ထားပါသည်။ ဆက်လက်ပြီးငဇုံမြို့နယ်မှာစစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်မှုစစ်သား၄ဦးသေဆုံးဆွဲတဲ့တင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မန္တလေးတိုင်းငဇုံမြို့နယ်မှာအကြမ်းမဲ့စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခတ်ရာစစ်သား၄ဦးသေဆုံးပြီး၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Special Task Force ငဇုံမှတာဝန်ရှိသူကပြောကြားပါတယ်။ ရမနေ့နိုဝင်ဘာလ10ရက်နေ့နနက်9:20မိနစ်ခန့်မှာငဆုံမြို့နယ်မြို့သားရဲစခန်းမှာစစ်ကားနှစ်စီးနဲ့ခြေလင်းစစ်ကြောင်းတို့ဖြင့်ထွက်လာသည့်စစ်သားများကိုတော်လှန်ရေးတပ်ဖွဲ့များကအသင်းဆောင်ဆိုင်ပြီးမှန်ဆွဲတိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ထိုတိုက်ခိုက်မှုအတွင်းအကြမ်းစစ်တပ်ဗမာစစ်သားလေးဦးပွဲချင်းမိသေဆုံးခဲ့ပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိကတော်လှန်ရေးရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်။ ရင်းတို့တိုက်ခိုက်မှုဖြစ်ပွားပြီးနောက်အကြမ်းမတ်စတဲ့ကောင်ကျွဲစင်ရွာအတွင်သို့ဝင်ရောက်ကနေရအတွင်ရှိရွှေငွေနှင့်ပြည်သူများကိုလူဒါန်းနိုင်အဖြစ်ခေါ်ဆောင်လာပြီးမြို့သားဘက်သို့စစ်ကြောပြန်ထွက်လာသည့်အချိန်မှာတော်လရင်တပ်ဖွဲ့များက40မမပုံးနှလုံးဖြင့်ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထိုတိုက်ခိုက်မှုအတွင်စစ်သားများထိခိုက်ဒေဆုံးမှုရှိမရှိကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းသိရပါသည်။ စစ်ခွေးသင်စင်ရင်ထထုသေးတာမျိုးတော့မကြားရသေးဘူးစစ်ခွေးအင်အားကတော့တရားကြော်လာရှိတယ်စစ်ခွေးလေးဦးကတော့နေရာမှာဒီပွဲချင်းပြီးတည်ဆောင်ပါတယ်မြို့သားရဲစခန်းဘက်ကအပြန်အဝင်မှာတနက်ပြစ်ဖောက်ဝင်သွားတာပါစစ်ခွေးဘက်ကထိခိုက်ပျက်စီးတာမျိုးတော့မကြားမိသေးဘူးပြည်သူတွေအနေနဲ့စစ်ခွေးတွေနဲ့ဝင်ဝင်နေပေးကြဖို့မြေတားရက်ခံပါတယ်မိုးကအုပ်ပီကားများကိုလည်းမမောင်းဖို့မြေတားရက်ခံပါတယ်လို့ Special Task Force ကဆိုမှတာဝန်ရှိသူကပြောကြားပါတယ် အဆိုပါတိုက်ခိုက်မှုကို Special Task Force ငစုံအဖွဲ့ကလုံဆောင်ခဲ့ခြင်းဖြစ်ပြီးတော်လိုင်းရဲဘော်များအထိခတ်မဆီပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်ရှင်။